တန်ချိန်ပေါင်းများစွာလေးတဲ့ကုန်တင်ထရက်ကားကြီးတစ်စီး၊တန်မဏိကိုရယ်နဲ့တိဆောက်ထားတဲ့အေယာမယင်ကြီးတစ်စီး၊လေထဲမှာစကူစာလေးတစ်ရွက်လိုကလေးကစားစရာအယုတ်ကလေးတစ်ခုလိုအလွယ်တကူမျောလွင်သွားတဲ့မြင်ကွင်းဒါဟာဟောလိဝုဒ်ရုပ်ရှင်မဟုတ်ပါဘူး။ဒါဟာ2025ခုနှစ်အောက်တိုဘာလ5ရက်နေ့မှာတရုတ်နိုင်ငံကွမ်တုံပြည်နယ်ကလူရီမြဝါထင်ထင်ကြုံတွေ့ခဲ့ရတဲ့ကြောက်မက်ဖွယ်ရာအဖြစ်မှန်တစ်ခုပါ။အဲ့ဒီဖြစ်ပျက်ရတဲ့တရားခံကတော့ Super Typhoon Memo ပါ။ 2025ခုနှစ်ရဲ့အင်အားအပြင်းထန်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့သဘာဝဘေးအန္တရာယ်ရလဒ်တစ်ခုပါပဲ။ဒီနေ့ကျွန်တော်တို့နဲ့အတူဒီမုန်တိုင်းကြီးရဲ့ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ခရီးလမ်းကြောင်းတစ်လျှောက်ကိုပြန်လည်ခြေရာခံကြည့်ရင်းသူ့ခြံထားခဲ့တဲ့ပျက်စီးတွေလူသားတွေရဲ့ရုန်းကန်ရှင်သန်မှုတွေနဲ့သဘာဝတရားရဲ့အမျက်ဒေါသကိုအနီးကပ်လေ့လာကြည့်ကြရအောင်ပါ။ဇလန်းကတရုတ်နိုင်ငံရဲ့အလှပသုံးအပန်းဖြေစခန်းတစ်ခုဖြစ်တဲ့ဟိုင်နန်ကျွန်းကနေစတင်ခဲ့တာပါ။အော်တိုဘားလ9ရက်မနက်ခင်းဟာပုံမှန်လို့ လှပတဲ့နေထွက်ချိန်မျိုးမဟုတ်ဘဲကြောင်းမက်ဖွဲ့အခြေအနေတစ်ခုနဲ့အတူရောက်ရှိလာခဲ့ပါတယ်။2025ခုနှစ်ရဲ့အင်အားပြင်းထန်ဆုံးမုန်တိုင်းလို့သတ်မှတ်ထားတဲ့စူပါတိုင်ဖုန်းမန်မိုဟာကြောက်စရာကောင်းလောက်အောင်ပြင်းထန်တဲ့တနအီကီလိုမီတာ190 138မိုင်ကျော်နှုန်းရှိတဲ့လေပြင်းတွေနဲ့အတူဟိုင်နန်ကျုံးကိုတိုက်ရိုက်ဝင်ရောက်လာခဲ့ပါတယ်။ဒီလိုဝင်ရောက်တိုက်ခတ်တာနဲ့ဒီပိုင်းထဲမှာပဲကန်ယွန်ရန်တစ်ခုလုံးဟာအစိုးဆုံးအခြေအနေတစ်ခုနဲ့ရင်ဆိုင်လိုက်ရပါတော့တယ်။ကောင်းငင်ကြီးတစ်ခုလုံးမဲမောင်းအုပ်ဆိုင်ပြီးနားကွဲမတက်လေချုံတန်တွေကနေရာအနှံ့အော်ဟစ်နေပါတယ်။ မိုးရေတွေကလည်းကောင်းကင်ကနေတွန်ချနေသလားထင်မှတ်ရလောက်အောင်သဲထန်လုံးလို့မြင်ကွင်းတွေအလုံးပျောက်ကွယ်လို့နေပါဖြစ်ခဲ့ရပါတယ်။ပင်လယ်ပြင်ကြီးတစ်ခုလုံးဆိုရင်လည်းဒေါသအလျောက်ထိမ့်မနိုင်သိမ့်မရရိုက်ခတ်နေတဲ့လှိုင်းလုံးကြီးတွေရဲ့အတန်းကြောင့်အော်ဟစ်ပေါက်ကွဲနေသလိုဖြစ်နေခဲ့ပြီးကန်ယွန်တဲ့တစ်လျှောက်လုံးကိုလူတွေလုံးဝမနေရလောက်တဲ့စစ်တလင်းမြေတစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်။မုံတိုင်းတံကိုအစိုးဆုံးခံစားခဲ့ရတဲ့မြို့ကတော့ဟိုင်ခူမြို့ပါ။ဒီနေရာမှာတော့အခြေအနေကပိုဆိုးရွားသွားခဲ့ပါတယ်။အကြောင်းကတော့မုံတိုင်းရဲ့မျက်စိဝင်ရောက်တဲ့အချိန်နဲ့ ပင်လယ်ရေ DA အမြင့်ဆုံးတက်တဲ့အချိန်ဟာအချိန်ကိုက်တိုက်ဆိုင်သွားခဲ့လို့ပဲဖြစ်ပါတယ်။မုံတိုင်းလေရဲ့တွန်းအားလှိုင်းလုံးကြီးတွေရဲ့ဖိအားတို့ကြောင့်ပင်လယ်ရေတွေဟာကုန်းတွင်းပိုင်းကိုရုတ်တရက်အင်အားပြင်းပြင်းနဲ့ပြန်လည်တွန်းကန်ဝင်ရောက်လာခဲ့ပါတယ်။အဲ့ဒီရေတူကြီးဟာအမြင့်မီတာ20ပေ30ကျော်လောက်ရှိတဲ့ရေနယံကြီးတွေအသွင်နဲ့ကမ်းခြေကိုအချိန်ပြင်းပြင်းဝင်ရောက်ရိုက်ခတ်ခဲ့တာပါ။ဒီလိုအင်အားနဲ့ရိုက်ခတ်မှုကြောင့်စိတ်ကမ်းမှာကြောက်ချထားတဲ့လေငယ်လေးတွေဟာအစအနမကျန်အောင်တစသည်လွင့်ထွက်ပျက်စီးကုန်ပါတယ်။ ဒါအပြင်အကြီးသား၅ဖန်သင်္ဘောကြီးတွေဟာလည်းကြောက်စူးကျိုးတွေပြတ်တောက်ပြီးပင်လယ်ထဲကအယုတ်လေးတွေလိုထိမ့်မနိုင်သိမ့်မရဝင်ရောက်တိုက်ခိုက်နေကြတဲ့မြင်ကွင်းတွေဟာကြည်ရသူတိုင်းကိုစက်တီးမွေးခြင်းထားစေခဲ့ပါတယ်။ရှိုးရင်စိတ်ကန်းကနေကံကောင်းထောက်မှသာအသက်ရှင်လွတ်မြောက်လာတဲ့၅ဖန်သမားတို့ရဲ့ဖုန်းထဲကနေတစင်ပြန်ပြောပြတဲ့အတွေ့အကြုံကတော့တကယ်ကိုရင်ထဲအထိတ်တလန့်ဖြစ်စရာပါ။သူကဒီလိုပြောခဲ့ပါတယ်။ကျွန်တော်တို့နားထဲမှာဘာမှကိုမကြားရတော့ဘူးဗျာ။လေတိုက်တဲ့အတန်နဲ့တန်တိုးတန်စားတွေချွင်ချွင်မြည်နေတဲ့အတန်လောက်ပဲကြားရတော့တယ်။ ပို့ဆိုတာကကျွန်တော်တို့တင်းမကောကုန်းပတ်ပေါ်ကိုဂျေးတွေကမိနစ်ပိုင်းအတွင်းမှာပဲပြေရှံတက်လာတာပါပဲ။အသက်ရှင်ဖို့အတွက်ဆိုရင်တော့အချိန်မရှိတော့ဘူး။ပြေးနိုင်တဲ့သူတွေကကုန်းပေါ်ကိုအသက်လူပြီးပြေးတက်ကြရတယ်။မပြေးနိုင်တဲ့သူတွေကတော့လက်ကျန်အချိန်လေးအတွင်းမှာအသက်ငယ်အင်ကြီးကိုကမန်းကဒန်းဆွဲဝတ်ပြီးပင်လယ်ထဲကိုခုန်ချလိုက်ရုံကလွဲလို့တခြားရွေးချယ်စရာမရှိတော့ဘူးဗျာဆိုတာပါပဲ။ဒေသခံကယ်ဆယ်ရေးအဖွဲ့ရဲ့စီရင်ခံစာတွေအရဆိုရင်ဟိုင်းနန်ကျွန်းရဲ့မြောက်ပိုင်းဒေသမှာတွင်အရွယ်အစားမျိုးမျိုးရှိတဲ့သင်္ဘောအစင်း20ထပ်မနေနစ်မြုပ်တာ ဒါမှမဟုတ်ပျောက်ဆုံးသွားခဲ့ပါတယ်။အဲ့ဒီတင်မောရီပေါ်ကတင်မောသားအများပြားရဲ့ကံကြမ္မာကိုတော့အခုချိန်ထိဘယ်သူမှတိတိကျကျမသိရသေးဘူးလို့ဆိုပါတယ်။စူပါတိုင်ဖုန်းမန်မိုရဲ့အဖြတ်ဆွမ်းကဟိုင်လန်ကျွန်းကိုဝင်ရောက်တိုက်ခိုက်ပြီးနောက်မှာအဆုံးသတ်မသွားခဲ့ပါဘူး။လေပြင်းတွေနဲ့အတူမယမနာရွာသွန်းနေတဲ့မိုးရေချိန်တွေကြောင့်ကန်ရမ်မြို့ကြီးတွေရဲ့လမ်းတွေဟာနေပြင်းပေါ်မှာရေစီးကြတဲ့မြစ်ကြီးတွေဖြစ်ချက်ချင်းပြောင်းလဲသွားခဲ့ပါတယ်။တချိန်ကကဘာလက်ခီးတွေရဲ့အကြိုက်ဆုံးခရီးစဉ်နိဗ္ဗာန်ဘုံလို့တင်စားခေါ်ဝေါ်ခဲ့ကြတဲ့ စမ်းရမျိုးဆိုရင်တော့အခြေအနေကအထူးဆိုးရွားခဲ့ပါတယ်။ခရီးသွားရတဲ့ကြီးဟာသူတို့တဲခိုတဲ့ဟိုတယ်တွေထဲမှာပဲအပြင်မထွက်နိုင်ပဲပိတ်မိနေခဲ့ကြရပါတယ်။မုံတိုင်းရဲ့အရှိန်ကဘလောက်ပြင်းထန်တယ်လဲဆိုရင်ဟိုတယ်တွေရဲ့တံမဏိအမိုးတွေဟာစက်ကူပြားတွေလိုလန်ထွက်ပျက်စီးကုန်ပြီးပရင်းပေါက်ကမှန်ချက်ကြီးတွေဟာလည်းကွဲကြီကအောက်ကိုမိုးတွေလိုရွာကျနေခဲ့ပါတယ်။မြို့ကြီးတစ်ခုလုံးဟာလျှက်စင်ပြီးလုံးဝပြတ်တောက်သွားခဲ့ပြီးဆက်သွယ်ရေးစနစ်တွေလည်းပြိုကျပျက်စီးသွားတဲ့အတွက်ဒေသခံတွေဟာအမောင်တူထဲမှာတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်ကာ ဖုံးပြီးဓမီလေးတွေကိုအားပြုပြီးသူတို့ရဲ့လမ်းကိုစန်းဝါဝါရှာဖွေနေကြရပါတယ်။တရုတ်လူမှုကွန်ရက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့ရုပ်သံမှတ်တမ်းတစ်ခုကဒီအချိန်တွေရဲ့ဆိုးရွားမှုကိုပိုပြီးပေါ်လွင်စေပါတယ်။ဒီဗီဒီယိုထဲမှာဆိုရင်ရင်ဘတ်အထိရောက်နေတဲ့ရေစည်းတန်းထဲမှာလူတစုဟာကျိုးရည်နဲ့တယောက်ကိုတယောက်ချီနှောင်ဆွဲယူပြီးအသက်ကိုကယ်တင်နေကြတဲ့မြင်ကွင်းဟာဒီသမိုင်းဝင်မုံတိုင်းကြီးရဲ့အလဲမှာလူသားတွေရဲ့မျှော်လင့်ချက်မဲ့မှုကိုပေါ်ပြနေတယ်လို့အချင်းချင်းကူညီဖေးမကြတဲ့ကြမ်းကြမ်းခံနိုင်ကြွမ်းကိုပါတပြိုင်တည်းပြသနေတဲ့ ကြေကွဲပွဲကောင်းတဲ့ပုံရိပ်တစ်ခုပဲဖြစ်ပါတယ်။ဒေတာကန်တွေရဲ့ပြောကြချက်အရဆိုရင်ဟိုင်နန်ကျွန်းရဲ့ကန်ရန်တစ်ခုလုံးဟာလုံးဝနှိပါပျက်စီးသွားပြီလို့ဆိုပါတယ်။ရက်ကွက်နဲ့လူနေအိမ်ကြီးအတော်များများဟာအန်ဒီရဲ့ရှိတဲ့ရှုံလုံးတွေနဲ့ရေစည်းတွေအောက်မှာမြုပ်ဝင်ပျောက်ကွယ်သွားခဲ့ရပါပြီ။တရုတ်မိုးလေဝသစီမံခန့်ခွဲမှုဦးတည်ဌာနရဲ့အတည်ပြုချက်အရမန်မိုဟာ2025ခုနှစ်ရဲ့22ကြိမ်မြောက်မုန်တိုင်းဖြစ်ပြီးဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ကလေဖီအားနဲ့ရုံဝန်ကနေစတင်ခဲ့တာပါ။ သူဟာတောင်တရုတ်ပင်လယ်မြေကိုရောက်ရှိလာတဲ့အခါမှာပုံမှန်ထက်ပိုပူနွေးနေတဲ့ပင်လယ်ရေမျက်နှာပြင်ရဲ့စွမ်းရည်အပြည့်အဝကိုရယူပြီးအချိန်တိုလေးအတွင်းမှာပဲအင်အားလွန်ပြင်းထန်တဲ့စူပါတိုင်ဖွန်းအဖြစ်ကိုလှည့်မြန်စွာပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ဒီမုန်တိုင်းရဲ့အဓိကလေတိုင်နှုန်းဟာတနအီကို160ကီလိုမီတာရှိပြီး190ကီလိုမီတာအထိပါ ပြင်းထန်စွာတိုက်ခတ်နိုင်တဲ့အတွက်ဒါဟာမုန်တိုင်းအဆင့်သတ်မှတ်ချက်အရ category 15အဆင့်ရှိတဲ့မုန်တိုင်းတစ်လုံးရဲ့အင်အားနဲ့ညီမျှနေပါတယ်။ ဒါကြောင့်မလို့တရုတ်နိုင်ငံရဲ့တဘာဝဘေးရနေရဲ့သတိပေးစနစ်မှာအမြင့်ဆုံးဆင့်ဖြစ်တဲ့အနီရောင်အရေးပေါ်အခြေအနေကိုတောင်ထုတ်ပြန်စေခဲ့တဲ့အထိအခြေအနေဟာစိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။မုန်တိုင်းဟာကုန်းတွင်းကိုဝင်ရောက်ပြီး၁၂နာရီအတွင်းမှာပဲဟိုင်နန်ကျွန်းပေါ်ကမိုးရေချိန်ဟာ300မီလီမီတာ၁၂လက်မှကျွလွန်သွားခဲ့ပြီးအချို့နေရာတွေမှာဆိုရင်480မီလီမီတာ16လက်မှအထိဆန်ချိန်တင်ရွာသွန်းခဲ့တယ်လို့မှတ်တမ်းတင်ရပါတယ်။မြေကြီးတိုင်းတားရေးစခန်းတွေကလည်းမြေကြီးတွေဟာအန်ဒီယေရေမှတ်ကိုကျော်လွန်ပြီးဆက်လက်မြင့်တက်လာနေတာကြောင့် မြေနေမိုင်းကလူနေရပ်ကွက်တွေအတွက်အကြီးအကျယ်စိုးရိမ်ရာကြောင်းထပ်မံတတိပေးခဲ့ရပါတယ်။အာနာပိုင်တွေဟာမုံတိုင်းမရောက်ခင်မှာကန်ရန်ဒေတာကလူပေါင်း7000ကျော်ကိုဘေးလွရာကိုကြိုတင် ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မမ်မိုဟာထင်ထားတာထက်ပုံမြန်တဲ့အချိန်နဲ့ဝင်ရောက်လာတဲ့အတွက်လူအများပြားဟာဘေးလွရာကိုအချိန်မီမရွှေ့ပြောင်းနိုင်ပဲပိတ်မိကြံနေခဲ့ရပါတယ်။ဝမ်ချန်းခရိုင်ကဒေတာကန်တို့ရဲ့တုံလှုပ်ခြောက်ခြားစရာတွေ့ကြုံကတော့မုံတိုင်းရဲ့ရုတ်တရက်အန်ရီယယ်ကိုပို့ပြီးတည်တာစီခဲ့ပါတယ်။ သူကကျွန်တော်တို့ကိုရွှေ့ပြောင်းဖို့လာပြောပြီးခဏလေးပဲရှိသေးတယ်။လေကရုတ်တရက်အတကုံကျန်းလာတာပဲ။ပတင်းပေါက်တွေကွဲထွက်သွားတယ်။အိမ်ခေါင်မိုးတစ်ခုလုံးတုံခါနေတယ်။အိမ်တလုံးလုံးလေထဲကိုပါသွားတော့မလို့ခံစားလိုက်ရတယ်ဗျာ။ကျွန်တော်လည်းကလေးကိုပိုက်ပြီးအောက်ထပ်မြေအောင်ခန်းထဲကိုပဲပြေးဝင်ပုန်းလိုက်ရတော့တယ်လို့ရှင်းပြခဲ့ပါတယ်။ကဲတဲ့အဖွဲတွေဟာလည်းညာလုံးပေါက်မိုးသည်လေသည်ကြားထဲမှာအသက်ဆုံးပြီးပိတ်မိနေသူတွေကိုကဲတင်မှုအသေးအံကြိုးပမ်းခဲ့ကြရပါတယ်။ဟိုင်နန်ကျုံကိုဖျက်ဆီးပြီးနောက်မမ်မိုဟာအင်အားမလျော့ပဲ ုံတွင်ပိုင်းကိုဆက်လက်ဦးတည်ကကွမ်တုံပြည်နယ်ကိုပါဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့သူ့ရဲ့လေတိုက်နှုန်းဟာတနအီကို150ကီလိုမီတာကျော်နဲ့ဆက်လက်ပြင်းထန်နေသေးပါ။ကြံ့ကြမ်းမျိုးဟာပထမဆုံးတန်ခံခဲ့ရတဲ့မျိုးဖြစ်ပြီးမျိုးရဲ့အထက်ကလမ်းမကြီးတွေဟာရေစီးတန်တဲ့မြစ်တွေလိုဖြစ်သွားတဲ့အတွက်ကားတွေဟာအမိုက်တွေကိုလိုရေပေါ်မှာ မျောပါနေကြရပါတယ်။တပ်တန်းရဲ့တပ်ပင်ကြီးတွေရာနဲ့ချီပြီးအမြစ်ကနေကျွတ်ထွက်ကုန်တယ်။ကြီးမားတဲ့ကြုံညာဆိုင်မှုကြီးတွေစုပ်ပြက်ပြီးလေထဲမှာလွင့်ပါသွားကြရပါတယ်။ ခြေအနေဟာလွန်ဆိုးရခဲ့တဲ့အတွက်ကွမ်ကျုံးမြို့ရဲ့ပိုင်ရင်အပီပီဆိုင်ရာလေးစိတ်မှာလေရင်ခီးစဉ်ဓာစီမောင်းများတော်ကိုဖျက်သိမ်းခဲ့ရပြီးမုံတိုင်းတန်ခမ်းဒေသတွေကိုဖျက်သိမ်းမဲ့အ мян ရထားလိုင်းတွေအလုံးကိုပါလုံးဝရပ်ဆိုင်းထားခဲ့ရတောင်းသတင်းရရှိပါတယ်။စူပါတိုင်ဖုန်းမန်မိုဟာဟိုင်နန်ကျုံးကိုဖျက်ကျော်ပြီးနောက်မှာတရုတ်ပြည်မာကြီးရဲ့ကွမ်တုံပြည်နယ်ကိုပါဆက်လက်ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့်တနိုင်ငံလုံးရဲ့တည်ယူပို့ဆောင်ရေးစနစ်တစ်ခုလုံးလုံးဝရပ်တန့်သွားခဲ့ရပါတယ်။လမ်းတွေရေမြုပ်တာရထားလမ်းတွေပျက်စီးတာတွေကြောင့် ဒေတာကန်တွေဟာသူတို့ရဲ့နေအိမ်တွေမှာပဲပိတ်မိကြံနေကြရပါတယ်။အဆိုးဆုံးကတော့ရက်ကွက်အများပြားမှာ24နာရီကြာကြာအောင်လျှက်စင်ပြီးပြတ်တောက်နေတာကြောင့်လူနေမှုဘဝဟာလုံးဝရပ်တန့်လူနေပါဖြစ်သွားခဲ့ပါတယ်။ကွမ်တုံမီနယ်ကထွက်ပေါ်လာတဲ့ရုပ်သံတွေဟာမုန်တိုင်းရဲ့အခြေအနေကိုပိုပြီးထိတ်လန့်စရာကောင်းအောင်ဖော်ပြနေခဲ့ပါတယ်။လေပြင်းတံကြောင့်အိမ်ခေါင်မိုးတွေလန်ထွက်သွားချိန်မှာ အိမ်ထဲကလူတွေဟာသူတို့ရဲ့အိမ်တကားတွေကိုကျိုးတွေသဲအိတ်တွေနဲ့အသေးအတန်ချီနှောင်ပြီးတကားမပွင့်အောင်ခုခံနေကြရတဲ့ကြောက်မက်ဖွယ်မြင်ကွင်းကိုမြင်တွေ့ရပါတယ်။ကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်နေတဲ့ဝန်ထမ်းတွေရဲ့ကိုတွေ့အတွေ့အကြုံတွေကလည်းလေရဲ့ပြင်ထန်မှုကိုထင်ရှားပြသနေပါတယ်။ကယ်ဆယ်ရေးသမားတို့ကကျွန်တော်ဒီအလုပ်ကိုလုပ်လာတာ၁၀နှစ်ရှိပြီ။ဒီလောက်ပြင်းထန်တဲ့လေတံမျိုးတစ်ခါမှမကြုံဘူးပါဘူး။ကားတကားကိုဖွင့်လိုက်တိုင်းလေကပြန်ဆောင့်ပိတ်ပြတာ။ ရှေ့မှာဘာမှမမြင်ရတော့တဲ့အတွက်လူနာတင်ရင်တွေတောင်လမ်းမှာရပ်ထားရတဲ့အထိပါပဲလို့ပြောပြခဲ့ပါတယ်။ဒီလိုအခြေအနေတွေဆိုးတွေကြားကပဲတရုတ်နိုင်ငံရဲ့အရေးပေါ်စီမံခန့်ခွဲမှုဝင်ကြီးဌာနဟာအင်အားအပြည့်အဝဖြန့်ကျက်ပြီးတုံ့ပြန်ခဲ့ပါတယ်။ကယ်ဆယ်ရေးသမားတထောင်ကျော်အထူးပြုရင်အစည်း300နဲ့ရဟတ်ရင်အစည်း90ကိုမုံတိုင်းတန်တဲ့ဒေတာတွေဖြစ်တဲ့ဟိုင်နန်နဲ့ကွမ်တုံပီနရီစီချက်ချင်းစီလိုခဲ့ပါတယ်။ဘ ਹੁ အစိုးရရဲ့အထူးလုပ်ငန်းအဖွဲ့တွေကလည်းပျက်စီးဆုံးရှုံးမှုတွေကိုအကဲဖြတ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုစနစ်တကျလှုပ်ဆောင်နိုင်ဖို့ညှိနှိုင်းဆောင်ရွက်ဖို့ရောက်ရှိလာခဲ့ပါတယ်။အော်တိုဘားလ9ရက်နေ့ညနေပိုင်းအထိရရှိတဲ့တရားဝင်သတင်းတွေအရအ ਨੇ ဆုံးလူ14ဦးသေဆုံးပြီးတရားကြောထံရရရှိခဲ့ကြောင်းသိရပါတယ်။ဒါပေမဲ့လည်းရေကြီးမှုနဲ့မြေပြိုမှုတွေကြောင့်အဆက်အသွယ်ပြတ်တောက်နေတဲ့နေရာတွေအများအပြားကျန်ရှိနေတဲ့အတွက်တကယ့်သေဆုံးတရားရသူအရေအတွက်ဟာဒီထက်ပိုများနိုင်တယ်လို့တာဝန်ရှိသူတွေကသတိပေးထားပါတယ်။လျှက်စင်ပြီးပြတ်တောက်မှုကလည်းအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။ နိုင်ငံတော်လျှက်စစ်တားအပေးကော်ပိုရေးရှင်းရဲ့အဆိုအရဆိုရင်အိမ်အောင်စုပေါင်း1.3တန်းကျော်ဟာလျှက်စစ်မီပြတ်တောက်မှုကိုဆက်လက်ခန်းဆားနေရဆဲဖြစ်ပါတယ်။ဒေတာများပြားမှာဆက်သွယ်ရေးလိုင်းတွေလုံးဝပြတ်တောက်နေတာကြောင့်ဒေတာကန်တွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကြားအရေးပေါ်ဆက်သွယ်မှုတွေလုပ်ဖို့အလွန်ခက်ခဲနေရပါတယ်။ကျောင်းတွေနဲ့ဆေးရုံတွေဆိုရင်လည်းအရေးပေါ်မီးစက်တွေကိုပဲအာကိုပြီးဆက်လက်လည်ပတ်နေရပါတယ်။အထူးသဖြင့်ကွမ်တုံပြည်နယ်ကရှေ့တန်းဆေးရုံများမှာဆိုရင်မုံတိုင်းတန်းကြောင်ပြိုကျတဲ့နေရံတွေ ဂျင်မတော်တဆမှုတွေနဲ့လွဲဆင်လာတဲ့အရာဝတ္ထုတွေကြောင့်ရရှိလာတဲ့ဒဏ်ရာမျိုးမျိုးနဲ့လူနာတွေပြည့်ရှံနေကြရပါတယ်။မမ်မိုဟာပြင်းထန်တဲ့လေနဲ့မိုးတက်တက်ကိုပဲတဲဆောင်လာတာမဟုတ်ပဲရုပ်ရည်ရဲ့ရည်ကြီးမှုတွေနဲ့မြေပြုံမှုတွေဖြစ်လာနိုင်တယ်ဆိုတဲ့စိုးရိမ်ပူပန်မှုတွေကိုပါယူဆောင်လာခဲ့တာပါ။ကွမ်နိုမီနဲ့အနောက်ပိုင်းကတောင်ပေါ်ကားလမ်းတွေဟာမိုးရေကြောင့်မြေပြုံမှုတွေဖြစ်ပွားပြီးပိတ်ဆို့သွားခဲ့တဲ့အတွက်နိုင်ငံတော်ဝေးပြေးလမ်းမကြီးတွေပါအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ရထားလမ်းတွေပေါ်ကပါရှွန့်တွေနဲ့ကြောက်တုံးတွေပြိုကျလာတာကြောင့် ယထာခီးစဉ်တွေအားလုံးကိုရက်ဆိုင်ခဲ့ရပါတယ်။ဒါကိုဖြည့်ရှင်းဖို့အတွက်စစ်တပ်အင်ဂျင်နီယာတွက်ဖွဲ့ဝင်တွေဟာမြေတူးဆက်ကြီးတွေနဲ့အတူညာလုံးပေါက်လမ်းရှင်းလေးလုပ်ငန်းတွေကိုအသက်ဆုံးပြီးဆောင်ရွက်ခဲ့ကြရပါတယ်။ဒါကြောင့်တောင်ဆောင်းဒီကကြေးရွာတွေကိုချက်ချင်းရွှေ့ပြောင်းဖို့အမိန့်ထုတ်ပြန်ခဲ့ပြီးဒေသခံတွေကိုလည်းယာယီခိုလုံရေးစခန်းများဖြစ်ဖွင့်လှစ်ထားတဲ့အကြောင်းတွေရင်ကျိမှုဆန္ဒတွေကို လုံခြုံစွာပြောင်းရွှေ့ပေးခဲ့ရပါတယ်။စူပါတိုင်ဖုန်းမန်မိုးရဲ့ရိုက်ခတ်မှုဟာယာယီအကြက်တဲတစ်ခုများမဟုတ်ပဲ ဟိုင်နယ်နဲ့ကွမ်တုံဒေတာတွေအတွက်ရေရှည်ပြန်လည်ထူထောင်ရေးလုပ်ငန်းကြီးတစ်ခုရဲ့အစဖြစ်ကြောင်းကိုပါသတိပေးလိုက်သလိုဖြစ်နေပါတယ်။မိုးလေဝသပညာရှင်တွေရဲ့အဆိုအရမန်မိုဟာ2014ခုနှစ်နောက်ပိုင်းဒီဒေတာကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့အင်အားအပြင်းဆုံးတိုင်ဖုန်းမုန်တိုင်းဖြစ်တယ်လို့ဆိုပါတယ်။ပုံမှန်ထက်ပုံမိုပူနွေးတဲ့ပင်လယ်ရေအပူချိန်တွေကြောင့်မုန်တိုင်းဟာချိန်တိုတွင်အားကောင်းလာခဲ့တာဖြစ်ပြီးဒါဟာသဘာဝဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုတွေကိုအလွန်ခက်ခဲစေခဲ့တယ်လို့သုံးသပ်ကြပါတယ်။တရုတ်လူမှုကွန်ရက်တွေပေါ်မှာတော့ မုံတိုင်းရဲ့ကျန်းမ်းမှုကိုဖော်ပြနေတဲ့ဗီဒီယိုတွေဓာတ်ပုံတွေမရေမတွက်နိုင်အောင်ပြန့်နှံ့နေခဲ့ပါတယ်။အိမ်ခေါင်မိုးလောက်မြင့်တဲ့လိုင်းလုံးကြီးတွေအိမ်ခေါင်မိုးပေါ်မှာပိတ်မိပြီးအကူအညီတောင်းနေကြတဲ့ဒေသခံတွေတချိန်ကစီကားခဲ့တဲ့လမ်းမကြီးတွေဟာရှုံရည်တွေနဲ့ပြည့်နှက်နေတဲ့မြစ်ကြီးတွေဖြစ်ပြောင်းလဲသွားတဲ့မြင်ကွင်းတွေဟာကြိရှိသူတိုင်းကိုထိတ်လန့်တုန်လှုပ်စေခဲ့ပါတယ်။တရုတ်ဗဟိုအစိုးရကဟိုင်နန်နဲ့ကွမ်တုံပြည်နယ်တွေကို နိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေဖြစ်ကြေညာခဲ့ပါတယ်။စစ်တပ်တပ်ဖွဲ့တွေကိုအပြက်စီးတွေကိုရှင်းလင်းဖို့ လျက်စင်မီနဲ့တန်ရှင်းတဲ့တောက်သုံးရီပြန်လည်ရရှိရတဲ့အကူအညီပေးဖို့ညွှန်ကြားခဲ့ပါတယ်။အဆောက်အအုံပြတ်တောက်နေတဲ့နေရာတွေမှာကူးဆက်ယောဂါတွေမဖြစ်ပွားအောင်ကာဝယ်ဖို့အတွက်ရွေးရှားကျန်းမာရေးအဖွဲ့တွေကိုလည်းဆေးလွှတ်ထားပါတယ်။ဒီကြားထဲမှာပဲမိုးလေဝသပညာရှင်တွေကလာမယ့်ရက်အနည်းငယ်ထိမိုးသည်ထန်သွားဆက်လက်ရွာသွန်းနိုင်သေးတဲ့အတွက်ရေကြီးမှုတွေထပ်မံဖြစ်ပွားနိုင်တဲ့အန္တရာယ်မြင့်မားနေစေဖြစ်ကြောင်းသတိပေးထားပါတယ်။တရုတ်နိုင်ငံပိုင်း CCTV သတင်းဌာနရဲ့ထုတ်ပြန်ချက်အရအော်တိုဘာလ9ရက်နေ့ညနေ3:00ဝန်းကျင်မှာ 2025ခုနှစ်ရဲ့21ကြိမ်မြောက်မုံတိုင်းဖြစ်တဲ့တိုင်ဖုန်းမန်မိုးရဲ့မျက်စိဟာကွမ်တမ်ပီနယ်ကြန့်ကြန်းမြို့ရှူဝန်ခရိုင်ရဲ့အရှိတ်အဝါကန်ယိုရန်ကနေကက်တဂိုရီ15အဆင့်အင်အားနဲ့ကုန်းတွင်းပိုင်းကိုဝင်ရောက်ခဲ့ကြောင်းသိရပါတယ်။သူ့ရဲ့ခီးစဉ်ဟာဒီမှာပဲမပြီးသေးပဲကွမ်ရှိကန်ယိုရန်ကိုတတိယအကြိမ်မြောက်ထပ်မံဝင်ရောက်နိုင်ပွဲရှိတယ်လို့ခန့်မှန်းထားပါတယ်။ဒါကြောင့်ဟိုင်နန်ကွမ်တုံကွမ်ရှိနဲ့ယူနန်ပီနယ်တွေမှာမိုးသက်ထန်စွာရွာသွန်းပြီးလေပြင်းတွေဆက်လက်တိုက်ခတ်နိုင်ပွဲရှိပါတယ်။ တရုတ်မိုးလေဝသကွန်ရက်ရဲ့ထိပ်တန်းမိုးလေဝသပညာရှင်ရှင်းရှင်းကတော့အထူးခိုက်သုံးနေရာတွေကတော့ကွမ်တုံပြည်နယ်အနောက်တောင်ပိုင်းနဲ့ဟိုင်နန်ကျွန်းမြောက်ပိုင်းတို့ဖြစ်လာမှာပါအဲ့ဒီနေရာတွေမှာလေတိုက်နှုန်းက category 16အထိတောင်ရောက်ရှိနိုင်ပြီးမိုးရေချိန်ကလည်းအန္တရာယ်ရှိတဲ့အဆင့်ကိုကျော်လွန်သွားနိုင်ပါတယ်လို့တတိပီးပြောကြားခဲ့ပါတယ်ဒီအခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့တရုတ်မိုးလေဝသစီမံခန့်ခွဲမှုဦးတည်ဌာနဟာအော်တိုဘာလ၄ရက်နေ့ကလေးကအဆင့်၁ရေးပေါ်အခြေအနေကိုထုတ်ပြန်ခဲ့ပြီး အမျိုးသားမိုးလေဝသစောင့်ကြည့်ရေးစခန်းကလည်းမုန်တိုင်းတန်ခံရမယ့်ဒေတာအလုံးတို့အမြင့်ဆုံးအဆင့်ဖြစ်တဲ့အနီရောင်တိုင်ဖုန်းသတိပေးချက်ကိုထုတ်ပြန်ကြေညာခဲ့ပါတယ်။စူပါတိုင်ဖုန်းမန်မိုဒီနာမည်ဟာတရုတ်နိုင်ငံတောင်ပိုင်းကလူတွေအတွက်တော့နောက်နှစ်ပေါင်းများစွာတိုင်အောင် မေးဖြောက်လို့မရမယ့်ကြောက်မဲ့ဖွယ်ရာအမှတ်တရတစ်ခုအဖြစ်ကြံရစ်နေကြတော့မှအသေးချာပါပဲ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။